လုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့အဲဗီဒီယိုမှာဆိုရင်တော့ python script ရဲ့ basic ဆိုတဲ့ဒီ portion တွေအောက်ကအာ list တွေကိုဘယ်လို manage လုပ်တယ်လဲ python script နဲ့ပေါ့နော်ဘယ်လို manage လုပ်တယ်အကြောင်းကိုကျွန်တော်လေ့လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဘယ်အပိုင်းလေးကိုလေ့လာမလဲဆိုတော့ check ပေါ့နော် check ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ဆက်ပြီးတော့လေ့လာမယ်ပေါ့ ော် check ရတဲ့ဘောကတော့သူက information တခုကိုအာဝင်လာတဲ့ information တမို့မူတည်ပြီးတော့ true လား false လားပေါ့။ဘာဆိုဘာနဲ့အဲကျွန်တော်တို့က compare လုပ်ရမလဲဆိုတော့ dynamo ထဲမှာပါတဲ့ if နဲ့ compare လုပ်လို့ရတာပေါ့။အဲ့တော့ if ဝင်လာမဲ့ input နှစ်ခုမှာအာဒါဆိုရင် true ဒါဆိုရင် false ဆိုတဲ့သဘောမျိုးပေါ့။ဒါတွေကိုဘယ်လိုရေးမလဲပေါ့။ဒါတွေကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာရအောင်။ဆိုတော့ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်ထောက်သားတိုင်း န်နမကိုယင်သွားမယ်။ Okay တန်နမရဲ့မှာကျွန်တော် new ခေါ်လိုက်မှာပေါ့နော်။ပြီးတော့ဒါလေးကို automatic လောက်ထားလိုက်မယ်။ပုံမှန်အပြင်ဆိုလို့ရှိရင် if ရဲ့သဘောဒီကျွန်တော်တို့ dynamo မှာဆိုလို့ရှိရင်သူ့မှာဘယ်အောက်မှာရှိသလဲဆိုတော့ if ပေါ့နော် if ဆိုတဲ့ workflow ရှိတယ်။ if ဆိုတဲ့ workflow အရမ်းဟဲ့ရပါတယ်။ if if on if so the workflow ရှိရမှာပဲရှိဘူးလား if so the workflow ရှိတယ်ပေါ့နော် if so the workflow ဒီပုံမှန်အပြင် ဆိုလို့ရှိရင် true ရယ် false ရယ်ရှိမယ်ဆိုတော့အာ value လေးကိုဒီမှာဆိုလို့ရှိရင်ကျွန်တော်ဆိုတော့ a နဲ့ e ပြောရမယ်ဒီမှာဆိုလို့ရှိရင် a လို့ပြီးလိုက်မယ်ဒီမှာဆိုရင် b လို့ပြီးလိုက်မယ်ပေါ့နော် information နှစ်ခုပြီးလိုက်မယ်ပြီးလို့ရှင် true ဆိုရင် a false ဆိုရင် b ပေါ့เนาะပြီးလို့ရှင်ဒီအပေါ်မှာ boolean လေးနဲ့ ဗိုလီယံလေးနဲ့ပေးလိုက်မယ်ပြီးရင်ဒီမှာ reserve ကကျွန်တော်တကားနဲ့ထုတ်ထားလိုက်မယ် true ဆိုလို့ရှိရင် a ဖြစ်မယ် false ဆိုလို့ရှိရင် b ဖြစ်မယ်ပေါ့နော်ဒါဒီဘာလဲဆိုတော့ dynamo ကရဲ့ default node ကပေးတဲ့ if value ပေါ့အဲ့တော့အဲ့ဒီ if ကိုကျွန်တော်တို့ကဘယ်မှာသုံးမလဲဆိုတော့ python script ထဲမှာထည့်သုံးပြီးတော့အခြေအနေတွေကိုကြည့်လိုက်မယ်ပုံစံလေးကဘယ်လိုဖြစ်မလဲဆိုတော့ data information တော်လေးဝင်လာမှာပေါ့နော် โอเคအဲ့တော့ဘယ်လိုသွားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့က escape နေလိုက်မယ်ပြီးရင် python script ကိုကျွန်တော်တို့ရှာမယ်ပေါ့နော် python script ကို script အောက်က editor အောက်က python script ကိုယူလိုက်မယ်ပြီးလို့ရှိရင်ဒီ python script မှာပဲကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ edit လုပ်လိုက်မယ်ဒီနေရာမှာဘာလာမလဲဆိုတော့ information ကိုကျွန်တော်တို့ကဒီနေရာမှာရေးရမှာပေါ့နော်အဲ့တော့သူဘယ်လိုလုပ်ထားလဲဆိုတာလေးကျွန်တော်ကြည့်လိုက်အောင်ကျွန်တော်လေ့လာထားတာလေးကိုအဲ့ဒါဆိုလို့ရှိရင် the value တခုခုထည့်မယ် value တခုခုထည့်ပြီးတော့အဲ့ဒီ value ဒီအာ true ဆိုလို့ရှိရင်မဖြစ်မလဲ false ဆိုရင်မဖြစ်မလဲပေါ့နော်အဲ့ဆိုရင်အဲ့ဒီပုံစံတော့မယ် okay အဲ့တော့ဒီနေရာမှာဒီကောင်ထည့်နေရတယ်မထည့်နေဖြုတ်နေလို့ရတယ်ပြဿနာမရှိဘူးသူရဲ့အာ information ကဒါပါတော့ input ပေါ့နော် input ပြင်မြခြင်းဆိုပြီးတော့ in ကို0ပေးလိုက်မယ် and 0ပေးလိုက်ပြီးတော့ သူအောက်မှာမှကျွန်တော်တို့ကဒီဒီမှာရေးမှာဆိုတော့ဒီမှာရေးလိုက်မယ် if ပေါ့ if i n b u t import စီကွဲတူဒီကွဲတူနေရာမှာသူကနှစ်ခုရေးတယ်ဒီနေ့ပြရပါလားပြန်ကြည့်လိုက်အောင်မယ်โอเคနှစ်ခုမျိုးသူကတော့တယ်လို့ရေးတယ်ပေါ့နော်အဲဒါဆိုရင်သူကဒီကွဲတူ true ပေါ့နော် t r u e d r u e true true ဆိုရင်သူဒီ true ဆို false ဆိုဒီသူရဲ့ system ရဲ့အဲ letter တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီအဲဒီလိုပုံစံသွားတယ်အဲ color ပြောင်းသွားတယ်ဗောနော်ဒါဆိုလို့ရှိရင် OUD UD output မှာကျွန်တော်တို့ကဘာထည့်မလဲဆိုတော့ဒါပါတော့ I I love dynamo ဗောဆိုပါစို့ဒါဆို if ထည့်ပြီးလို့ရှိရင် နောက်တစ်ခုနေနဲ့ ကြတော့ပါလာမလဲဆိုတော့ x ပေါ့နော် el sel ဆိုလို့ရှိရင်တခါတယ် semi column နဲ့ပိတ်လိုက်မယ်ပြီးလို့ရှိရင် out but output မှာဘာဖြစ်မလဲဆိုတော့ i do not love dynamo ပေါ့ဒီလိုပြီးလိုက်ရမယ် โอเคဒါဆိုပြီးရင်ကျွန်တော်တို့အောက်ပေါ်မှာကျွန်တော်တို့ပါပေးလိုက်မယ်ဆိုတော့ OUD BUD အောက်ပေါ်လို့ပေးလိုက်ရင်ဒါဆိုဒီနေရာမှာဒီရှိမှာကျွန်တော်တို့က boolean ထည့်ပေးလိုက်ရပြီတော့ဆိုရိုင်းတော့ဘာဖြစ်မလဲဆိုတော့ဒီနေရာမှာဘာ information မှမပေးထားတဲ့အတွက် I don't left hand mode ပဲပေါ်နေတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က information ပေးရမယ်အဲ့တော့ information နေရာမှာပါပေးမလဲဆိုတော့ boolean ပေးလိုက်မယ် boolean မှာကျွန်တော်တို့ဒီပါပေးမလဲဆိုတော့ boolean မှာ true ပေးလိုက်မယ်ဆိုပါဆို့ true ပေးလိုက်မယ်ဆိုရင် i love dynamo ဆိုတာရမယ် false ပေးလိုက်မယ်ဆိုရင် i don't love dynamo ဆိုတာရမယ်အဲ့တော့ဒီခြေနေဒီဘာနဲ့တူလဲဆိုတော့ဒါနဲ့ concession တူပဲဒီနေရာမှာမကိုဒီ hurry i don't love to i don't like to အဲပြောရမယ် i love dynamo ရော i do not love dynamo ရောနေရာမှာကျွန်တော်တို့က hurry input လေးကိုအစားပေးရမှာပေါ့နော်အဲ့တော့ဒီနေရာမှာဘာပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဟိုပေးလိုက်ပါပေါ့နော် ဘယ်လိုပြောရမလဲဆိုတော့ input တစ်ခုခုပေးလိုက်မှာပေါ့နော် input တစ်ခုဒီပါလဲဆိုတော့အာ result ee အိုင်အန်အင်မှာဝိုင်းဖြစ်တော့မှာပေါ့နော်ဒီလိုအဲဒီလိုရှိရင် result ဒီရေပေါ့ result ဒီမှာကျတော့ i n in မှာဖြစ်သွားမယ်ဆိုတော့ do ဖြစ်သွားမယ် အဲ့ဒါမျိုးပေးထားလို့ရမယ်အဲဆိုရင်တော့ဘာဖြစ်သွားမလဲဆိုရင်ဒီနေရာမှာအာအောက်ပနေရာမှာဘာဖြစ်သွားမလဲဆိုတော့ဒီကောင်ဆိုလို့ရှိရင် result ဒီကိုပေးလိုက်မယ်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့က result ဒီကိုပေးလိုက်မယ်ဆိုတော့အဲဆိုဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ဒိုးလိုက်မယ်ပြီးလို့ရှိရင်ဒီနေရာမှာ result a နေရာမှာ i i love it ပြီးတော့တခုပေးမယ်ပြီးလို့ရှိရင် i don't i do not love it ပေါ့နော် i don't love it ဆိုရင်တမျိုးပဲ i do not love it တော့ဒါစပြင်အဲ့တော့ပေးလိုက်မယ်ဆိုတော့ဒီ information တစ်ခုကိုဒီလိုပေးချလိုက်မယ်ပြီးရင် right ဒါဆိုလို့ရှိရင် true ဆိုရင် i love it false ဆိုလို့ရှိရင် i do not love it အဲဒီသဘောပေါ့ဒီကဘာမှ AB လို့ပေးလိုက်လို့ရှိရင် true ဒီ A ဖြစ်မယ် false ဒီ B ဖြစ်မယ်စသဖြင့်ပေါ့ဒီနေ့လည်းကျွန်တော်တို့ဒီ if else ဆိုတဲ့အသုံးအနှုန်းလေးကိုကျွန်တော်တို့ကသုံးတယ်ပေါ့နော်ဒီသဘောလေးပေါ့ဒါကိုကျွန်တော်တို့ဘယ်မှာဟောဒီ script မှာ run လုပ်ရမယ်ပေါ့နော် okay ဒါကတော့ဘာလဲဆိုတော့အာသူ့ရဲ့အာဘာခေါ်မလဲ check လုပ်တဲ့သဘောလေးပေါ့ check လုပ်တဲ့သဘောလေးကိုအာ ီဒီဒီ if workflow လေးကိုကိုယ့်အကိုဒီ python script ရေးပြီးတော့သုံးတာပေါ့နော်ဒီနေရာမှာတခြားဘာလုပ်လို့ရတယ်လဲဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ information တွေကိုကျွန်တော်တို့ကအာဘာခေါ်မလဲတခါတလေကြာရင်ဘလို့ဥပမာမျိုးလဲဆိုရင်အဲဆိုပါစို့ဥပမာတစ်ခုပေါ့နော် column loading value ဒီ amount တစ်ခုရှိမယ်အဲ့ဒီ amount တစ်ခုထက် နည်းတယ်ဆိုလို့ရှိရင်2ပိုင်ဂရုသုံးမယ်အဲ့ဒီ amount တစ်ခုတည်းများတယ်ဆိုရင်3ပိုင်ဂရုသုံးမယ်စသဖြင့်အဲ့လိုအခြေအနေမျိုးတွေမျိုးကိုဆိုလို့ရှိရင်လည်းဒီလိုမျိုး script သုံးလို့ရတယ်အဲ့အတွက်ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့အရင်ဦးဆုံးအနေနဲ့ python script ကိုအရင်ဦးဆုံးကျွန်တော်တို့ကစပြီးတော့ဒီတစ်ခုကိုစရေးကြည့်ရမယ်ဒီတော့ကျွန်တော် save လုပ်ထားလိုက်မယ်ဘယ်လို save ထားမလဲဆိုတော့ကျွန်တော်ဒီပဲအောင်မှာထားမလဲဆိုတော့ trading အောင်မှာပဲထားပါတော့ python script ကို တူးထဲမှာပဲသူ့ကိုကျွန်တော် check နေနဲ့ပေးထားမှာဒါဒီ5ဖြစ်သွားမယ် CD ဘောနာ check ပေါ့အဲ check ရတဲ့ဘောမှာဒီ python မှာဒီခါကျရင်မပါလို့မလဲဆိုတဲ့အခါကျတော့ regular နှိမ့်လိုက်မယ် edit လုပ်လိုက်မယ်ကျွန်တော်ဒီဒီမှာ import 1မှာဆိုလို့ရှိရင်ဆိုပါစို့ကျွန်တော်က reference reference e ပေါ့ဗျာ reference e ကိုအဲပထမ ထင်ဖို့အနေနဲ့ထားမယ်။သူအလုံးဟာ broken နဲ့ပဲဖြစ်ရမှာပေါ့နော်။ပြီးလို့ရှိရင် import reference p ကို1လို့ထားလိုက်မယ်။အဲဒါ in အကြီးနေရ in 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 လို့ပြလိုက်မယ်။ဒီလိုရှိတော့မှာဘာလာမလဲဆိုတဲ့အခါကျတော့အောက်မှာကျွန်တော်တို့ရဲ့ value ပေါ့ value ဖဲလူဝမ်းရှိမယ်အများချင်း in 3ပေါ့အဲပေါ့အဲ2ပေါ့ပြီးလို့ရှိရင်ဖဲလူ2ရှိမယ်ဆိုတော့ဖဲလူ2ရှိမယ်ဖဲလူ2ရှိမယ်ဒါဆိုရင်3ပြတော့ပါပေါ့โอเคအလွယ်စဉ်းစားရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကောင်းတွေကိုခဏမေ့ထားလိုက်ပြီးတော့ဒီမှာရင်းစုံပါလို့မလဲဆိုတော့ဟိုအားနဲ့စပေးလိုက်မယ် if po no if if uh, uh, value uh, you know, uh, reference reference a is bigger than reference b po no solution a. အာပြီးလို့ရှိရင်ဒီမှာကျွန်တော်ဘာလာမလဲဆိုတော့ blank value output ဆိုပြလိုက်မယ် output ဒီများချင်းဆိုပြီးတော့လုပ်ပေးလိုက်မယ်ဟမ်အဲ့တော့ဒါဆိုလို့ရှိရင် oud out ကဘာဖြစ်မလဲဆိုတော့ oud out .app end append ဒီဘာဖြစ်မလဲဆိုတော့ value 1ဖြစ်မယ်ဆိုတော့အဲ့ဒါမျိုးပေါ့โอเคအာဒီမှာအေးဒေးထားလိုက်မယ်ပြီးလို့ရှိရင် သူက S ပေါ့ S ကျတော့ပဲတော့မယ်ဆိုတော့ဒီပြန်တော့မယ် EL S E L S ဆိုပြီးတော့ column ထားမယ်ပြီးရင် OUD out .app END အပန်းကဘာဖြစ်မလဲဆိုတော့ EL value 2ဖြစ်မယ်ဆိုတော့အဲ့ဒါမျိုးပေါ့ဒါတဲ့ A နေရာမှာတော့ A အသေးဖြစ်ကြမယ်အဲ့တော့နောက်ဆုံး final အနေနဲ့တို့ထွက်ချင်တဲ့ out ဒီဒါဒီ out out နဲ့ out ပို့ပဲထားပါတော့ ောင်းနေအောက်အောက်ချင်းရှုပ်နေတော့အာ BUD ပုတ်ပေါ့ BUD ပုတ် and the output output value ဒီတခုဖြစ်မှာပေါ့နော်ဒီလိုထားလိုက်မယ်အဲ့ဒါလိုပေးလိုက်မယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီ input လေးခုဖြစ်မယ်လေးမလေးခုဖြစ်မယ်အဲ့တော့ပထမ input value ဒီအာ reference value ဒီဆိုတော့အဲ100ပေါ့ ုတိယ value ဒီ120ပေါ့ဆိုပါဆိုပြီးတော့မှထွက်လာမဲ့ result ဒီဆိုပါတော့ဒီထဲမှာဆိုရင် 2pc ဖြစ်မယ်ပေါ့နော်ဥပမာပေါ့ဒါဆိုရင် 3pc ဖြစ်မယ်ဆိုပါဆိုဥပမာပေါ့ Okay ဒီ information တစ်ခုဒီလောက်သွားမယ်ဟောင်းဒီလောက်သွားမယ်အဲ့တော့ reference a ဒီ reference b ထက်ငယ်ခဲ့မယ်ဆိုတော့ င်ဒါဆိုရင်မဖြစ်မလဲဒီမျိုးပေါ့ဒီငယ်မှာ run လိုက်မယ်ဆိုလို့ရှိရင် reference A ဒီ reference B ထက်ငယ်ခဲ့မယ်ဆိုလို့ရှိရင် 2PC ကိုယူမယ်ဒါပေမဲ့တကယ်လို့ကြီးခဲ့မယ်ဆိုလို့ရှိရင်တော့ 3PC ယူမယ်ဒါမျိုးပေါ့နော်အဲဒီလိုမျိုးအခြေအနေမျိုးကိုကျွန်တော်တို့ဒီ Python script ရေးပြီးတော့ဖြန်းနေလို့ရတယ် အဲ့တော့ compare လုပ်တဲ့ value တွေမှာတော့တို့တို့ဒီ number တွေဖြစ်ဖို့လိုတယ်အထူးသဖြင့်ဘယ်လိုအားတွေမှာလဲဆိုတော့ဆိုပါစို့ column loading လို့ဟာမျိုးတွေပေါ့ column loading လို့ဟာမျိုးတွေကိုနဲ့ထည့်ပြီးတော့ထွက်လာတဲ့ဒီ information ဒီ input နေရာတွေမှာဆိုရင်တော့ကျွန်တော်တို့က family insert တွေကိုအစားထိုးတဲ့ပုံစံမျိုးနဲ့တဲ့သုံးမယ်ဆိုလို့ရှိရင်ဒီလို script ကိုသုံးလို့ရတယ်ဒါတွေဒီ if else ဆိုတဲ့ဟာဒီအော် comma checking လေးကိုသုံးပြီးတော့ဖန်တီးလို့ရတယ်ပေါ့နော်ဒါဒီ ပိုက်တော့ script ကိုတုံးမယ်ဆိုလို့ရှိရင်လွယ်လွယ်ကူကူလေးပဲဖန်တီးလို့ရတယ်တကယ်လို့ a ဒီ60ပဲဖြစ်သွားမယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုသည်သူဒီအဲ a ဒီ60ဖြစ်သွားမယ်ဆိုရင် 2pc ဖြစ်သွားမယ် a ဒီ190ဖြစ်သွားမယ်ဆိုရင်တော့ 3pc ဖြစ်သွားမယ်ဒါမှမဟုတ်ရှိရင် reference value ကို fix ထားလိုက်ပေါ့ reference value ဒီ100ရှိတယ်အဲ့တော့100တက်များမယ်ဆိုရင် တရားထက်များမဲ့အဲဒါဆိုလို့ရှိရင်ဒါသာပြောင်းမယ်ပြတော့မဟုတ်ပြောင်းမယ်ဆိုတော့အောက်ကဒီကောင်းအောင်တရားထားလိုက်မယ်အဲ့တော့အကောင်းဒီတရားထက်များမယ်ဒီ value ဒီတရားထက်များမယ်ဆိုလို့ရှိရင် 3bc ဖြစ်မယ်ဒီ value ဒီဒီ value ဒီတရားထက်နည်းမယ်ဆိုလို့ရှိရင် 2bc ဖြစ်မယ်စသဖြင့်ပေါ့နော်ဒါကတော့ကိုယ်အဆင်ပြေတယ်လို့ပေါ့ကိုယ့်ရဲ့ကိုယ့်ရဲ့ script မှာလိုအပ်တဲ့အာ the reference ကိုတုံးလို့ရတယ်အဲ့တော့ဒီနေရာမှာဘာလေးလို့သွားရလဲဆိုတော့ input ကို၄ခုပေးလိုက်ပြီးတော့ output ကို pocket ကို empty ထားလိုက်တယ်ပြီးတဲ့အခါကျတော့မှ hurry ဒီ if ဆိုတဲ့ argument တစ်ခုကိုယူပြီးတော့တကယ်လို့ငယ်ခဲ့တယ်ဆိုရင် value 1ကိုအပန်းလုပ်လိုက်မယ်တကယ်လို့ကြီးခဲ့တယ်ဆိုရင် value 2ကိုအပန်းလုပ်မယ်ဆိုတဲ့သဘောပေါ့ပြီးတော့မှ hurry output ကိုဒီကိုထုတ်ပေးလိုက်တယ်ဒါပဲအပန်းလုပ်တယ်ဆိုတဲ့သဘောဒီ value တစ်ခုလုံးကိုဒီ output ထဲကိုပြစ်ထည့်လိုက်တဲ့သဘောပဲအဲ့တော့ဒီနေ့ねကျွန်တော်တို့ဒီအာ check in တွေကိုလုပ်လို့ရတယ် ရွေးချယ်လို့ရတယ်ဗောနဒီသဘောလေးရှိတာဗောဒီမှာမမ or equal to ဆိုတာလေ less than or equal to ဆိုတာလေးပဲထည့်လို့ရတယ်ဒါဆိုလို့ရှိရင်တူခဲ့မယ်ဆိုလို့ရှိရင်လည်းသူဒီဘာလို့မှလဲဆိုတော့2 pc ကိုပဲယူမယ်ဆိုတဲ့သဘောဗောကြီးမှသာသူဒီ3 pc ကိုယူမယ်တကယ်လို့တူခဲ့မယ်ဖြစ်စေငယ်သည်ဖြစ်စေ 2pc ပဲယူမယ်အဲဒါတော့ဒီဒီဘယ်လိုမခေါ်မလဲဒီ argument လုပ်တဲ့ information ကိုလည်းထည့်လို့ရတယ်။ Okay ဒါကတော့ကျွန်တော်တို့ရဲ့အဲကျွန်တော်လေ့လာနေတဲ့ဒီ course ရဲ့အောက်မှာရှိတဲ့ basic set အောက်ကဒီဒီ checking အပိုင်းလေးကိုကျွန်တော်အာ sharing လုပ်ပေးတာပေါ့နော်။ Okay အဲ့တော့ဒီ video လေးကတော့ဒီလောက်ပါပဲ။ဒီ video လေးကဒီ basic ဆိုတဲ့အပိုင်းလေးကလည်းအဲ့ဒီအောက်မှာပြီးသွားတယ်ပေါ့နော်။လာမယ့် အဲဗီဒီယိုကြားလို့ရှိရင်တော့ကျွန်တော်တို့ loop အကြောင်းလေးတွေသွားမယ် loop အကြောင်းလေးတို့ကျွန်တော်ဆက်ပြီးလေ့လာမယ်ပေါ့နော်အဲဒီကကြားလို့ရှိရင်လည်းအဲဒီ loop အကြောင်းလေးကိုဆက်ပြီးတော့ sharing လုပ်ပေးပါအောင်မယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲနောက်ဗီဒီယိုတွေကြမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye ပါ